ကံထင်းထဲမှာဗုဒ္ဓဂါယာထိရောက်ခဲ့တဲ့ကျန်စင်မင်းမြမသမိုင်းမှာနာမည်ကျောတဲ့ကျန်စင်မင်းသားကြီးဟာဆွေတော်ဗုဒ္ဓဂါယာကိုရောက်ဖူးတယ်လို့ကျမကပြောမယ်ဆိုရင်ပရိသတ်ကြီးတို့ယုံကြမှာလားရှင်ကျန်စက်သားမင်းဟာဆွေတော်သမိုင်းနဲ့ရာဇဝင်နေတဲ့မှာသာသနာပြုမင်းလို့တင်စားရတဲ့အထိဗုဒ္ဓဘာသာရဲ့အရာဝါတွေကိုထုံလင်းစေခဲ့ပြီးတော့ဒီထက်ကြောင့်မင်းဗုဒ္ဓဂါယာမြေမြတ်မဟာကုတ်ခြေချဖို့အကြောင်းဖန်လာခဲ့ပါတယ်ဒါကြောင့်ဒီနေ့ရဲ့ရွှေဘို channel video မှာဆွေတော်အင်္ဂလိပ်သမိုင်းပညာရှင် ဂျီအီဟာဗရီကိုရိုင်းကတရုံမှတ်တမ်းနဲ့ကြောက်စာရီကိုကိုးကားပြီးရေးသားထားခဲ့တဲ့ဗုဒ္ဓဂါယရောက်ပကံပြည့်ရှင်စံစသားမင်းကြောင့်ကိုတန်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တည်ကြတဲ့ကြောက်စာမှတ်တမ်းအရာဆိုရင်တော့အေရီထောင်106ခုနဲ့ကျန်စင်မဲနှစ်ရွာစမ်းမှု9နှစ်လုံးမှာသူ့ရဲ့အတန်တမန်တွေဟာတရုံပြည်ပီကင်းထိရောက်ခဲ့ကြတယ်လို့မှတ်တမ်းရှိပါတယ်။ရောက်ရှိတဲ့ကိစ္စကတော့နိုင်ငံတော်ဆင့်သာသနာရေးအခမ်းအနားတစ်ခုကိုဖိတ်ကြားပို့ပါပဲ။ ဒီချက်ကတန်ဆယ်မင်းရဲ့တန်တမန်တွေတောင်မှပီကင်းထိရောက်ခဲ့သေးတယ်ဆိုရင်အရင်ကဘယင်အနော်ရထားဆွဲတော်တောင်းခရီးအတွက်တာလီလောက်နဲ့ရက်သွားစရာအကြောင်းမရှိဘူးဆိုတာသုံးသပ်နိုင်တာပေါ့ဒီထက်ပိုပြီးတော့ရင်ခုန်စရာကောင်းတာကတော့တန်ဆယ်မင်းဟာအိန္ဒိယကဗုဒ္ဓဂါယာထိရောက်ခဲ့တယ်ဆိုတဲ့ချက်ပဲဖြစ်ပါတယ်ဟာဘီရဲ့အလိုကြောင့်ကျန်စဲမင်းဟာဆိုရင်တော့ဗုဒ္ဓခန္ဓာကိုပထမဦးဆုံးထိမ့်သိမ်းပြုပြင်တဲ့မြမမင်းဖြစ်တယ်လို့ဆိုပါတယ် ပျက်စီးယိုယွင်းနေတဲ့ဗုဒ္ဓဂါယာကမဟာအာတော်ကမင်းကြီးရဲ့ကားမှုတော်တွေကိုအသေးပြန်လေးတိစောက်ဖို့အတွက်ကြံစည်မင်းဟာအထူးထူးသောယရနာအမျိုးမျိုးကိုတင်မောနဲ့တင်းပြီးယဟန်တွေပညာရှင်တွေကိုလှုပ်ခဲပါတယ်။ဒီဖွဲ့ရသီရိလင်္ကာကနေတဆင့်အိန္ဒိယမြောက်ပိုင်းကိုကုန်းလန်းခရီးနဲ့ခရီးနှင်ခဲ့ကြရတာပါ။အစအောင်တွေဇေဒီဂူပထိုးကျောင်းဇရက်တွေ ပြီးစီးတဲ့အခါမှာကျန်စဲမင်းကိုယ်တိုင်ဗုဒ္ဓဂါယာကိုရောက်လာပြီးရေစက်ချခဲ့ပါရီ ဒါအပြင်ပကန်းကပင်ဆောင်လာတဲ့ရဟန်းတန်ဃာတွေအတွက်ကျောင်းတွေဆောက်လို့လူရန်ပြီးတော့ပစ္စည်းလေးပါအထောက်ပံ့တွေပေးခဲ့တာပါဗုဒ္ဓဘာသာမှာတရင်သုံးမဲ့တန်ဃာတွေအတွက်စီစဉ်ပေးခဲ့တာဆိုရင်တော့ကျန်စင်မင်းရဲ့သာသနာပေါ်ထားရှိတဲ့တရားတရားတွေကိုအထင်ရှားပြသလို့နေပါတယ်အဲဒီနောက်မှာမှအိန္ဒိယတောင်ပိုင်းကန်ယူရန်ကခိုလာမင်းမာမကျန်ဒေတာကန်တွေအားဆိုရင်တော့ကျန်စင်မင်းစီကိုလာရောက်ကာရဝပြူချပါတယ် ခုလားဆိုတဲ့စကားလုံးကတက္ကတာအတန်တွဲရမဲတော်လို့အဓိပ္ပာယ်ရပြီးအသားမဲကလားတွေလို့ဆိုအားမှာပါ။ကြံစဲမင်းဟာဆွေတော့ခုလားမင်းကိုရွှေပြားမှာဖျားကုံတော်တရားကုံတော်တန်ခါကုံတော်တွေကိုစေးဒီနဲ့ကိုရိုင်းရေးပြီးဗုဒ္ဓရဲ့ဓမ္မတရားတွေဟောပြော ရှင်းလင်းပြခဲ့ပါရီ။အဲဒီနောက်မှာတော့ခုလားမင်းနဲ့သူ့ရဲ့နောက်လိုက်နောက်ပါရီဟာမာမြင့်တဲ့အယူတွေကိုစွန့်ပြီးဗုဒ္ဓသာသနာဝင်တွေဖြစ်သွားခဲ့ကြတယ်လို့ဆိုထားတာပါ။ ခိုလာမင်းကလည်းဝမ်းမြောက်လွန်းတဲ့အတွက်ကျန်စင်မင်းကိုယရနာအမျိုးမျိုးပြင်သမီးတော်ကိုပါဆက်သခဲ့လို့မှတ်တမ်းရှိနေပါတယ်။ပို့ပြီးတော့ကုံယူစရာကောင်းတာကဒီအကြောင်းအရာတွေအားဆိုရင်တော့မြန်မာတမိုင်းစရာတွေထည့်ကားရေးထားတာမဟုတ်ဘဲနဲ့အင်္ဂလိပ်တမိုင်းပညာရှင်ကအထောက်အထားတွေနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်။ဒေတာထားတွေကမြန်မာတွေရဲ့ရေချောင်းခရီးသွားလာမှုအရေးချင်းဒေတာကြီးပေါ်နေမြေကျွမ်းကျင်မှုတွေနဲ့စံစတာမင်းကြီးရဲ့ဖုံးတကုံဩစာအာနာဟာ ကျမတို့ထင်မြင်ထားတာထက်အစာပေါင်းများစွာကြီးမားကျယ်ပြန့်ခဲ့တဲ့ဆိုတာတွေကိုဂုံယူပွေရတွေ့မြင်ရနိုင်ပါတယ်ပရိသတ်ကြီးတို့ရဲ့ရွှေဘို channel ကနေတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါတော့နောက်တစ်ခါမှအတည့်တဲသောအကြောင်းရင်းနဲ့ပြန်လာခဲ့ပါမယ်ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြိုင်းနဲ့နှုတ်ဆက်ပေးရစေရှင်